။မြစ်ဆွေများအလုံးပဲမင်္ဂလာပါရှင်။အခုဆလာတင်ဆက်ပေးမယ့်ဆလံလေးကတော့စာရေးသူမောင်ဆိုင်အောင်ရေးသားထားတဲ့ထူဆန်သောဖုန်ကြီးဆိုတဲ့ဆလံလေးပဲဖြစ်ပါတယ်။စာရေးသူကိုလည်းထူးကျေးဇူးတင်ပါတယ်ရှင်။မြစ်ဆွေများခစားနာဆင်ပေးကြပါအောင်ရှင်။ဘာလို့တော့ရမှာအင်ဂျင်900ခန့်ရှိတဲ့ရွာရွတ်ရပဲ ထိုဝါဘလောက်တောက်ရနဲ့ဟွာဘလောက်တောက်ရတစ်ဖက်ချက်မှာဟွာဘလောက်တောက်မြက်ကစိတ်ဆင်းတယ်ထိုရများရဲ့တစ်ဖက်တစ်ချက်စီမှာသမင်ချံတရေလူတာခိုင်နဲ့ပြမှုဘိုးတင်နှစ်ခွားခရဆူစားတဲ့ရွှေငယ်လေးများဝင်းရလျက်ရှိတယ်ဟွာဘလောက်တောက်ရနဲ့ထမင်းခန်ရွာတို့မှာဆက်ဆက်နေဟွာဘလောက်တောက်ကြီးရွာမှာဖုန်ကြီးကျောင်းသုံးကျောင်းရှိတယ်ကျောင်းနှစ်ကျောင်းကဟွာဘလောက်တောက်ရထဲမှာရှိတော့လေဖုန်ကြီးဥဒမသတင်းသုံးရဖုန်ကြီးကျောင်းမှာ ခွာဘလောက်တော့နဲ့ထမင်းခံရကြမှာရှိတယ်။ထို့ကြောင့်မှတခါတည်းရင်ကိုရင်သုံးလေးပါးသာရှိပြီးတော့အများအားဖြင့်တော့ဖုန်ကြီးဥတမတပါတဲ့သာတရင်သုံးလေးရှိတယ်။ထို့ကြောင့်ပြီးတစ်ဖက်မှာဆန်ဆက်ရှိတယ်။တနက်ဖက်မှာဥတိုရဲ့လက်ခွဲရှိတယ်။ဖုန်ကြီးဥတမဆန်ဆက်ကိုဆန်လာကြည့်တဲ့လက်များထက်မှာဆံများလှုပ်ခတ်ပြီးကိုရန်ကိုကြချက်ပြုတ်စားတော့တယ်။ဖုန်ကြီးဥတမစိတ်မြန်ပြီးစိတ်တူတက်တယ်။တခါတည်းရင်တွေ့ရကြုံရကြောက်ရဆူရဆင်မပြေရင်ဒေါသဖြစ်ရင် ရွှာတဲ့တက်ပြီးတော့ဥတို့နမဲ့တက်ဆက်ဆိုလေးရှိတယ်။ဒါကြောင့်ရွှာသူရွာသားများတို့ကဘုန်းကြီးယူလို့တမတ်ကြတယ်။တို့ရမှာဘုန်းကြီးဥတ္တမအရှင်ရှိသူရဲ့ကျောင်းထဲမှာပရိစိတ်တယ်။တခါတရံတမောစိတ်ကိုသွားပြီးတမောဘောကိုတက်ပြီးတော့လှုပ်ခတ်နေ။ရွှာသူရွာသားများတို့နဲ့ရင်းနှီးစွာဆက်ဆံခြင်းမရှိဘူး။တခါတရံထိုးကျောင်းမှာအတန်ကြာပြပြောက်သွားတက်ပြန်တယ်။လမ်းနဲ့ရှည်ပြတ်သွားပြီးတော့နောက်ကျောင်းပြန်လာတယ်။ကြတော့ဘုန်းကြီးဥတ္တမကိုရွှာသူရွာသားများဂရုမထားတော့ သူ့ကြောင့်လဲရွှေသူရွှေသားတို့ကတော့လာသိမရှိတော့ဖုန်ကြီးယူနေဖြစ်တာမေမေပြပြောက်ထားကြတယ်ဖုန်ကြီးဦးဓမ္မရွှေเจ้าမှာရှိပါကလည်းရွှေတဲ့ကိုပဲတော့ခါမှဆွန့်ခံမကြအောင်သူ့ကြောင့်ပီရှိဆန်ဆက်ကိုဆန်လန်ကျစ်တော်လှဲကိုဆံများလှုပ်ခန့်ခြင်းတခါတရံတမောဆက်ကိုသွားပြီးတမောပေါ်တက်ပြီးတော့လှုပ်ခန့်ခြင်းပြုပြီးတပားရဲချက်ချုပ်စားတောင်းနေထိုင်နေတခါဖုန်ကြီးဦးဓမ္မရွှေမတလကြောက်ခံပြောက်သွားပြီးတဲ့နောက်ကြောင်ပြန်လာတယ် သူ့ကိုကြည်ရတယ်မှာစခင်ကားနဲ့မတူတမူထူးခြားတယ်။ရွာထဲမှာတက်ရဲ့ကြီးမတော့ရွာသကြီး၃လောက်ခန့်ကိုခေါ်ပြီးတော့တိုင်ပင်ဆွေးနွေးတယ်။ရွာလူကြီးများလည်းမခေါ်စဖို့ခေါ်ထူတော့ကြောင့်ဖုန်ကြီးထံကိုမဖြစ်မနေသွားတယ်။ထိုထဲမှာဖုန်ကြီးဦးတမမချင်တဲ့တိုင်ဆက်ခံရတဲ့ဦးတို့လည်းပါဝင်မယ်။ကဲဦးတို့ကျတို့ကြောင့်မှအလှလုပ်ခြင်းနဲ့ပြီးတော့ကတ္တမတာဖဆက်ကိုလည်းကြုတ်ကုန်ယူွက်ပေးမယ်။ ကျုပ်ကဘာမှပေးစရာမလိုဘူးကျုပ်အားလုံးကိုတောင်းရင်ယူပြီးတော့လုပ်ပေးမယ်ပြီးတော့အညိတ်ပွဲလဲသွားမယ်ခင်ဗျားတို့ကနည်းနည်းပါးပါးဝိုင်းဝန်းလုံးဆောင်ပေးဖို့လိုတယ်ကုန်ကြငွေအားလုံးကိုကျုပ်တောင်းရင်ယူမယ်ပဲနဲ့လဲဖုန်ကြီးရဲ့စကားကြောင့်ဥတိုပဝင်လူကြီးများအားလုံးအံ့ဩပြီးတော့ချက်ချင်းစကားမပြောနိုင်ဘူးတက်ဘလို့လဲကျုပ်မေတော်ဖြေကြပါအောင်ခင်ဗျားတို့ကနည်းနည်းပါးပါးဝိုင်းဝန်းလုံးဆောင်ပေးဖို့မလုပ်ပေးနိုင်ဘူးလားသာစင်တခြားယောက်ကလူကိုကြုတ်ခေါ်ရမလား ဟုတ်ပါဘူးဖေဟာတပည့်တော်တို့ကရှင်ဖေဟာတပါတဲ့ခွန်ကြခတ်မယ်ဆိုတော့အံ့ဩမိလို့ပါကျန်တဲ့ဝန်ဝင်ဖို့ပန်းကိုတော့တပည့်တော်တို့ကြွသားများကုညင်နိုင်ပါတယ်ဖေဟာအရှင်ဖေဟာလုံမဲ့လှုပ်ကကြီးကျက်ခဏလေတော့အကုန်ကြလည်းအရှမ်းများနေမှာမို့လို့အရှင်ဖေဟာအတွက်လည်းတပည့်တော်တို့ကစဉ်းစားပေးနေမိတာပါဒီကုန်ကြစရိတ်တွေကိုမင်းတို့ဘာမှပြုမနေနဲ့ငါနိုင်လို့ငါလှူတာကျန်တဲ့ပန်းတွေကိုစွန့်ညင်အောင်သာခင်ဗျားတို့ဝမ်းကြဝမ်းကြကိုရင်ဝမ်းမဲ့သူတွေကိုကုကတဲ့ကဆုစီပြီးတော့ ကျုပ်စီကိုလာပို့ကြကြလားမှန်လားပါဗျာတပည့်တော်တို့အားလုံးပြည့်စုံအောင်စီစဉ်ပါမယ်ကဲကဲဒါဆိုရင်ဟောဒီမှာပြည့်ရိခါနဲ့စပို့တပ်ဖို့ချက်ပြုတ်ရအောင်ဝေချမ်းဖို့ပတ်စံယူသွားဖုန်ကြီးထုတ်ပေးတဲ့ငွေစက်ကိုထလက်ကိုကြည့်ပြီးဥတော်ပဝင်လူကြီးလေးဦးမှမျက်လုံးပြူသွားတယ်ချက်ချင်းလှမ်းမြူကြဘူးဖုန်ကြီးကငွေတို့ကိုထားပြီးတော့ထောက်ထောက်သွားတော့မှငွေတို့ယူပြီးကြောင်းအပ်ပြန်ခဲ့တယ်ဖုန်ကြီးဥတမရဲ့အလှမှ ချွန်နေချုပ်ဆက်မအော်အလောင်းအောင်ကိုကြည့်ချက်ခံရတယ်။အနီးနားချွန်များကိုပါဖိတ်ကျွေးသောကြောင့်လူစီကားတဲ့ပြီးတော့အညိတ်ပွဲကပတ်ဝန်းပြန်လျာအလှူပွဲမှာချစ်ချစ်တဲ့ပဲနေညာမပြတ်ကြက်ပြက်မကြစီကားလုံးနဲ့အလှူပွဲမှာထမင်းဟင်းလဲကျွေတဲ့ဂျန်ကုံမျိုးချမီကဲမုတ်တိုင်းမှာကဲမှုများကိုလည်းချကျွေသောကြောင့်ဘုံကြီးကိုလူတိုင်းကစိတ်ဝင်စားတယ်။ဘုံကြီးမှာအလှူလို့ရစီစဉ်တာနဲ့စစ်ကောင်းဝင်ပြီးတော့ပုံမှန်စိတ်ဖြစ်သွားတယ်။အလှူပြီးတာနဲ့ စိတ်ပေါက်ပြန်လာပြီးတော့ငကိုတိုင်းပြန်ဖြစ်သွားတယ်။ထူရှားတာဖုန်ကျူတမဝှက်ပေးတော့ကိုရင်မြန်းမသူ့ရဲ့ကြောင်မှာတုံးရက်ပဲနေတယ်။တုံးရက်ကျွင်ထွက်တယ်။တခြားမှာကိုရင်လဝလို့ရှင်တော့တုံးရက်တာနေတယ်။တုံးရက်ကျွင်ထွက်တယ်။နောက်ဆုံးကြောင်မှာဖုန်ကျူတမတပားတဲ့ကြံခဲ့တယ်။ဖုန်ကျူတမနမတရှင်ဝယ်မွေးတယ်။ထွန်းနမတရှင်ကိုသူ့ကိုယ်တိုင်မျက်ရည်ကျွေတယ်။ပြီးတော့နွားလှဲ့ပြန်ပွဲကိုမြို့ပေါ်တက်ပြီးတော့ပြန်တဲ့ခါလေးရှိတယ်။ဒါကြောင့်ရွှေသူရွှေသားတို့မှာဖုန်ကျူကိုနားလည်ရခက်လာတယ်။ အထူးဆန်းဖြစ်ကြတယ်။သို့တော်လည်းမပြောရဲဘူး။ကိုရမာတော့ဘုန်းကြီးเจ้าကိုအတင်းပြောဆိုတတ်တယ်။ဥတို့ခမရဘုန်းကြီးကတော့တတော်ထူးဆန်းပါလားဗျာ။ဘယ်ဟာလာကျုပ်ဘုန်းကြီးရမှာလဲဗျာ။တရားလုံးရဲ့ဘုန်းကြီးမဟုတ်ဘူးလား။ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့လို့ဘုန်းကြီးကကျတို့ထက်ခမရကိုချစ်တယ်။နမယ်ကိုကသူ့ပစက်ကကိုမချအောင်။ဘာလဲကျုပ်နမယ်တက်ပြီးတရားလုံးကိုပတ်ဆယ်နာလား။ဟုတ်ပါဟုတ်ပါ။ဒါနဲ့ထားပါ။ခမရတို့ခုမေးချင်လို့ ခမ ्या ကသူနဲ့နေဆက်တော့သိရှင်သိမှလေ။ဘာလဲမဲလေဘာသိရှင်လဲ။ဒီလိုဗျာဟိုတလောတော့ကဘုန်းကြီးတူတဲ့ကွန်ကြခတ်ပြီးအလူကြီးလှုပ်သွားတယ်မဟုတ်လား။အဲ့ဒါအဲ့ဒီလူကြီးကိုလှုပ်နိုင်လောက်အောင်ငွေတွေသူပေးရကြလဲ။ဒါတော့သိရှင်တယ်။ခမ ्या သိရင်ပြောပြပါလား။음ခမ ्या ပြောမှပဲကြုတ်လဲတတိယမိတယ်။ဒီကိစ္စကိုကြုတ်လဲသိရှင်တယ်။တကယ်တော့ဘုန်းကြီးကစိတ်ကောင်းတာနဲ့စိတ်မကောင်းတာဆိုစိတ်မကောင်းတဲ့ရက်ကများတယ်။ ပြီးတော့ကျတို့ရွာကတခါတခါတော့ကြအောင်ခုပြပြောက်သွားတတ်တယ်။ဘယ်ရောက်လို့ဖဲပေါက်လည်းမသိဘူး။နောက်ဆုံးတော့ဒီရွာပဲပြောင်းလာတယ်မဟုတ်လား။အလှခံလို့ရတဲ့ဆွေရအောင်လဲစိတ်နောက်နေတဲ့ဖုန်ကြီးမလို့ဘသူကမှဒီလောက်ထိလှူကြတန်းကြမှာမဟုတ်ဘူးလေ။ဒါတောင်သူ့စီမှာငွေကထလိုက်တွေ့နေရတာအံ့ဩစရာတက်ကောင်းတယ်။အေးဗျာဒါတောင်ဖုန်ကြီးရယူနေလို့မယူမြန်မယူရင်တော့ဘလောက်ချမ်းသာမလဲမသိဘူး။ခုတော့ရှိတယ်နော်ဖုန်ကြီးကသူ့ကိုအယူလို့ထင်ရင် အယူလို့ခွင့်မကြိုက်ဘူးကြုတ်ပဲကြည့်သူ့ကိုအယူလို့ချင်းမိတာနဲ့လိုက်ဆက်တော့တာပဲခမရလဲကြုတ်လို့မျိုးဆက်ခံရအောင်ပဲတတိထားဦးတော်နဲ့ရွှေလူကြီးတို့တက်တဆဲဖုန်ကြီးချောင်းကိုပြောပြီးနောက်တနေ့မှဖုန်ကြီးကဦးတော်နဲ့မှတက်ပြီးတော့ရွှေကိုပက်ကဆက်လိတော့တယ်ဦးတော်မှာသူတို့နှစ်ယောက်ပြောတဲ့အကြောင်းဖုန်ကြီးဦးတမဘလို့တည်တော်ရသည်ကိုစဉ်းစားမရဘူးဒီလိုနဲ့ဖုန်ကြီးဦးတမမှာရွှေမှာနေလိုက်ပြောက်သွားလိုက်နဲ့သုံးနှစ်ခန့်ကြာတော့ရွှေပြန်လာပြီးအလှူကြီးလှူပြန်တယ် ရွာသူရွာသားများအံ့ဩကြတယ်။အံ့ဩချင်တဲ့တူတူအညစ်ပွဲကြီးရလို့ပျော်ရွှင်ကြည်နူးကြပြန်တယ်။ဒီလိုနဲ့ဖုန်ကြီးမှာသုံးနှစ်တချင်ကိုလှူကြီးလှူတယ်။တမရေချောင်းစီမောင်းတိလှူတကယ်တော့လက်မယွတ်တန်းလှူတယ်။ထိုလှူတိုင်းကိတမသားစိတ်ခန့်ကိုကိုရင်ဝတ်ပေးတယ်။တခုထူချတာထိုလှူတိုင်းရှံကုံမြို့မှာနမကြီးမုံမျိုးကိုအမျိုးမျိုးမှတ်ယူကျူးမှုလေးရှိတယ်။ဒါကြောင့်ရွာနီးကလူများကဖုန်ကြီးလူကိုတွားပြီးတော့အဝဆာကြတယ်ခရီးပြူလာကြတယ် ဖုန်ကြီးကတော့ထုံးစံတိုင်းအလှူပီးတာနဲ့စက်ကောင်ပြောက်သွားပြီးစခင်အတိုင်းသွားမြဲစမြဲနေမြဲပဲဒီလိုနဲ့၃နှစ်တကြိမ်လှူခဲ့တဲ့ဖုန်ကြီးတမရဲ့အလှူက၃ကြိမ်မြောက်လှူခဲ့ပြီပြီအလှူပြီးလို့တပတ်ခန့်ကြာမှညနေကဝယ်ပြီးတော့ရွာရိုးတစ်ချောင်းမြင်လိုက်စီတယ်ရွာနှစ်တဝဲမှာလည်းမြင်စီသွားတယ်ဖုန်ကြီးမြင်စီသွားတာကိုရွာသူရွာသားများအစမ်းတစ်ချက်ကြည့်တယ်ညင်ဝဲစီသွားကြောင်းလဲရွာသူရွာသားတို့အံ့ဩကြပြန်တယ်ဖုန်ကြီးကတော့ ဘသူကိုမှခယူမဆက်ဘူးညင်းကိုစိမျက်စိတယ်။ဒါပေမဲ့ရွှေသူရွှေသားတို့ကဖုန်ကြီးကိုခယူပြူကြည့်ကြတယ်။ဒါကြောင့်ဖုန်ကြီးဘာတွေလုံနေတာကိုညင်ကြတိကြတယ်။ဖုန်ကြီးမှာမြင်းဝဲစီပြီးတော့တပတ်ခန့်ကြမှာမှန်ခေါင်းကြီးကိုဝင်လာပြန်တယ်။ဒီနောက်မှန်ခေါင်းကြီးတက်ကိုဝင်ပြီးတော့ခုနှစ်ရက်ကြာအိပ်ပြတယ်။ဖုန်ကြီးမှန်ခေါင်းထဲကပြန်ထွက်တော်နေမှာခွဲထားသောမြင်းတွေတယ်။မြင်းတွေတဲ့အခါမှာမြင်းကိုမြုပ်ဖို့တခြားရွာသားများကိုမခေါ်ဘူး။ဖုန်ကြီးတယောက်တည်းမြင်းကိုဆွဲကမှာကညှို့တချို့တယ် ဖုန်ကြီးတမလို့ရများကိုခြွေသူရွတ်သားများအဝေးမှချောင်မြောင်ကြည့်ကြတယ်မပြောရဲဘူးမဝင်လို့ပြရဲဘူးသို့တော့လဲရွာတဲ့နိုင်ကဖုန်ကြီးចောင်းတို့မှာလူတိုင်းကစိတ်ဝင်စားတယ်သို့တော့လဲရွာထဲမှာဖုန်ကြီးဦးတမရဲ့ចောင်းကိုတော့လူတိုင်းစိတ်ဝင်စားကြတယ်ဦးတို့ခမရဖုန်ကြီးကတော့အထူးဆန်းတဲ့တလုံးနဲ့ပါလာပြုတ်ဟုတ်ပါရဲ့ဗျာပထမအမြင်ဝဲပြီးတော့စီတယ်နောက်တစ်ခေါက်မှန်ခေါင်းကြည့်တလုံးဝဲပြီးတော့ အဲ့ဒီမှန်ကောင်းထဲမှာခုနှစ်လုံးဝင်အိတ်တယ်။အဲ့ဒီမှန်ကောင်းထဲကပြန်ထွက်တော့သူ့ဝထားတဲ့မြင်းကတေပြန်ရောမြင်းတဲ့တော့လဲရှာတဲ့ကလို့မခေါ်ဘူး။သူ့အသူမြင်းကိုသူ့အသူဆွမ်းမမြင်းမြုပ်တကြတယ်။အဲ့ဒါတွေကိုခမရတို့လဲဖုန်ကြီးကိုစိတ်ဝင်စားနေကြတာသိပြီသားပါ။ဒါနဲ့ခမရကျွတ်တို့ကိုပြောစရာရှိလို့ဆိုပါလေ။ဒါတွေပြောမို့လား။ဒါတွေကိုကြိုးကြိုးချောင်းကြည့်ထားလို့သိပြီသားလေတခြားကြောင်ရှင့်ပြောတခြားကြောင်ရှိလို့ပြပြချင်းလို့ခမရတို့စီကိုလာခဲ့တာ ကြောက်ကိုမနေ့ကဖုန်ကြီးကသူ့စစ်လာဖို့ခေါ်လို့သွားခဲ့တယ်။အဲ့ဒီမှာဖုန်ကြီးကကြောက်ကိုမှားတယ်။နေပေါင်းပါရင်မှလည်းပြပြဆန်မောင်းတကယ်သိချင်လို့။อืมတခြားမဟုတ်ဘူး။ तू ပြန်လို့ရင်ဘိုက်မခွန်နဲ့ရှင်မမျောနဲ့တဲ့။ဒီလိုမှားတယ်ဆိုတော့ तू ကပြန်လို့တော့မူတော့မှာလား။ဒါတော့ကြောက်လည်းပဲသိမှာလေဗျ။ तू မှားတာကိုကြောက်ကပြောပြတာသိချင်တော့ဖုန်ကြီးကသာခမရတော့တော့ချောက်။อืมဖုန်ကြီးကတော့ဒိုးတွေကို အုံနောက်ချက်အောင်တစ်ခုပြီးတစ်ခုကိုဖဲတီးလောက်နာပဲဟဲ့စကားဝဲမှာဥတိုးထွက်သွားတော့မှကြံလူများတိတိပြောပြီးတော့အတွေ့ဆက်မိကြံခဲ့တယ်ထို့စဉ်အဝေးရောက်နေသောဥတိုးတယောက်မူလစကားဝိုင်းကိုပြန်လာတယ်အော်ဆော့ဆော့ဖုန်ကြီးမှာတဲ့စကားတစ်ခုကြံခဲ့လို့လက်ပြန်ပြောပြတာအဲ့ဒါတော့မကြခင်ဒီရွာနီးနားမှာကံပါရီပြုမယ်ပြီးတော့မော်တော်မှောက်မယ်လို့ပြောတယ်ရက်တိကြမပြုံးအဲ့တော့ဟုတ်တော်ချင်းမဟုတ်တော်ချီတတိထားချဖို့တော့လိုတယ်နော်ကဲကဲကြောက်သွားမယ် ဦးတို့ပြောဆိုပြီးတဲ့နောက်စကားဝိုင်းရထွက်သွားတယ်။ကြံလူများတိတိုးပြောကြံခဲ့တယ်။အင်းရှုံရခက်မရှုံရခက်ပဲ။ဘာပဲဖြစ်ဖြစ်ညက်ကံမှာအိမ်တန်းတွေကတော့သတိထားတာကောင်းဆုံးပဲ။ညီဆက်ရလူတွေကသတိပင်လိုက်ကြပေါ့ဗျာ။အယူစကားသမင်တဲ့စကားတွေကမှန်တာများတယ်လို့ချက်ကဆိုခဲ့တာပဲ။ဟုတ်တယ်ဗျာကုတလောဖုန်ကြီးလှုပ်ရမြားကအတော်ကိုထူးဆန်းဆန်းတွေကြီးပဲ။ဒါတွေကိုသူတမင်လုံးနေတာကတော့မဖြစ်တန်ကမှု။ အကြောင်းရင်းတော့ရှိလိမ့်မယ်။အင်းတနေ့နေ့တော့တိကျမှာပေါ့လေ။ဖုန်ကြီးရမင်းမှကြားချက်နဲ့ထူးခြားဖြစ်စဉ်များတရားတဲ့တာမကဘူး။ရွာနေချွတ်ဆောက်ကိုပါပြန်နံ့ရောက်သွားတယ်။ဒီလိုဖြစ်လို့တခြားရွာများမှာရွာသားတချို့ဖုန်ကြီးဥတ္တမကိုလာရောက်ချောင်းမြောင်းကြည့်ရှုကြတယ်။ဥတ္တမကတော့ကြောင်းထိုင်မှကြောင်းပြင်မထွက်တော့ဘူး။ထွားကားရွာသားတို့ကသတိထားပြီးတော့ဖုန်ကြီးကိုအဝေးကနေပြီးတော့ချောင်းမြောင်းကြည့်ရှုတယ်။ညင်းသိပ်ပြီးတပတ်ပြည့်တော်နေမှာကြောင်းထဲမှာ ခွန်ကြီးလှှချမှုတွေကိုပြတ်သွားလို့ဥတုနဲ့ရွာသားတချို့ကြောင်းမုတ်ကိုတက်ကြည့်တော့ဖုန်ကြီးဥတ္တမမှာမှန်ခွန်ကြီးတင်မအပြုတ်လျက်အသက်ဝိညာဉ်ကင်းမဲ့နေပြီဖုန်ကြီးဥတ္တမပြန်လွန်တော်မူသွားပြီဆိုတဲ့တည်းမှာရွာရင်းရွာပါချက်စင်မဲ့ပြန်နှံ့လျှောက်သွားလိုက်တယ်ဒီမနက်ပဲဖုန်ကြီးဥတ္တမပြန်လွန်တော်မူသွားပြီတဲ့အင်းတို့တော့ဒီနေ့စက်ပွဲကြရမှာမဟုတ်ဘူး ဟုတ်ပါရဲ့ဗျာကျုပ်မဒီနေ့ကျုပ်သားငယ်ကောင်ကိုဖုန်ကြီးထောက်ကိုအပ်ပြီးကိုရင်ဝက်ခိုင်မလို့ကုတော်မှန်ချန်နဲ့နှံထွက်ဝေးရပြီပေါ့ဟော့ဟော့ပြောရင်းဆိုရင်ဥတမရဲ့ကပ္ပရကြီးဥတို့ဟိုမှာလာနေပြီသူ့အချင်းနေမိကြည့်မယ်လူအုပ်စုနေကိုဥတို့ရောက်လာတယ်လူအုပ်ထံမှာတယောက်ကဥတို့ထားမိတယ်ဥတို့ဖုန်ကြီးဥတမပြလွန်တော်မူသားပြီးဆိုတာတကယ်လားဟုတ်တယ် ဒီနေ့မနေ့ဆော့ဆော့ကပဲပြန်လုံတော်မူသွားတာဒါတော့ကြောင်းကဆရာတော်ကိုတွားချောက်မလို့လာခဲ့တာနေပေါင်းခမရတော်ဝါဒီမှာအုပ်စုဖွဲ့ပြီးတော့ဘာလုပ်နာလဲဩကျမတို့ကတမင်အုပ်စုဖွဲ့နေကြတာမဟုတ်ပါဘူးနော်တွားရင်လိုက်ရင်ကြောင်းလုံးဟိုကြောင်းမေးဒီကြောင်းမေးနဲ့ပြောနေကြတာဒီထဲမှာဥစဉ်ကြောင်းလဲပါတာပေါ့ဒါနဲ့ဥတို့နဲ့ဆွန်တော်တစ်ခုဆက်စုမယ်ဖုန်ကြီးမပြတ်လွန်ခင်ဥတို့ကိုကြည့်ပြီးဘာတွေမျက်မှားသွားသေးလဲဖုန်ကြီးစီမှာပတ်စံနေအများကြီးရှိတယ်နော်နင်တို့ကလည်းထင်းချင်ရဆွတ်ထွက်နေကြပါလားငါတော်မ ဥစင်တက်ကုတ်မမိဘူးငါသားတော့ဥစင်ကကျန်တော်မူနေပြီအေးကြံခဲ့တဲ့တရက်နှစ်ကတော့ငောက်ခေါ်ပြီးတော့မှာခဲ့တာရှိတယ်အဲ့ဒါပြောတာပေါ့ဥတုဝါဖုန်ကြီးရဲ့ကပိယပါလို့သူ့မှာရှိတဲ့ချုံငွေတွေကိုဥတုကိုပဲပေးခဲ့မှတေချာတယ်မဟုတ်ဘူးလားဟာဗျာခမရတို့ကလည်းကြုတ်ကိုထင်ကြီးနေကြပြင်မီဖုန်ကြီးမှာခဲ့တာ သူပြန်လွန်တော်မူသွားရင် သူ့ရဲ့ဘက်ကိုမခွဲနဲ့တချုံဖို့တစ်ခုပဲမှာခဲ့တာသိပြီလားကဲကဲအချိန်ရှိတော့တောင်ချောင်းသွားအောင်မယ် ဖုန်ကြီးကိုတချို့ဖို့တောင်ချောင်းဆရာတော်နဲ့တမင်ရမှရှိသေးတယ်။ပြောပြီးတော့ဥတိုလို့အုပ်နေမှထွက်သွားတယ်။ကျမကတော့ဒီလူကြီးပြတ်တော့မရှိဘူး။ဥတမနဲ့ရင်းနှီးဆုံးသူကသူပဲလေ။ပြီးတော့ဖုန်ကြီးစီမှာဆုထားတဲ့ပတ်စံတွေအများကြီးရှိတယ်လို့ပြောသားနေကြတယ်။ဘလို့ရှိလဲသိရှိရင်တော့တုံးနဲ့တကျလူကြီးပေးတော့ပဲကြည့်။သူ့မှာမရှင်ဒီလိုလူမျိုးဘယ်လိုလုပ်နိုင်မှာလဲ။ကဲပါကွာဒီကိစ္စတို့နဲ့မဆိုင်ပါဘူး။ ဥတော်နေနဲ့လဲရှားတော့လဲအမျက်ပေါ့မရှားတော့လဲအရှင်မော့သူ့ကံပေါ့ကွယ်လာလာသွားကြစို့ကိုတင်မောင်ရဲ့သွားပြီပြုတ်လင်မယားနှစ်ယောက်ကိုတင်မောင်ဆိုသူကိုနှုတ်ဆက်ပြီးတဖောက်ထွက်သွားတယ်ကိုတင်မောင်ဆိုသူလည်းတခြားတစ်ဖက်ကိုဆက်ချောက်ပြီးလူစုခွဲသွားတယ်ထုံးနေညနေပိုင်းမှာဥတမရဲ့ကြောင့်မှရွာသူရွာသားများစုယုံပြီးဥတမစပနာကိုတချို့ဖို့တောင်ချောင်းဆရာတော်ကြီးထံမှာဩဝါဒကိုခံယူကြတယ်ပြီးတော့အဆူလိုက်တောင်ဝင်ကိုစီယူပြီးဖွဲဝင်ဆောင်ရွက်ကြတယ် ထို့စဉ်တမချန်ဆရာတော်ကြွရောက်လာတယ်။အင်းဥတမပြည့်လွန်တော်မူတဲ့ကြာလို့ငါကြွလာတာလမ်းမှာဥတမတယောက်မြင်းစီ6နောက်တွေ့လို့ငါလှည့်ပြန်တော့မလို့တရားရွာသားတယောက်နဲ့တွေ့လို့တေချာမေးကြီးတော်မှာဥတမပြည့်လွန်တော်မူသွားမှသိရလို့ငါဒီကိုရောက်အောင်လာခဲ့တာငါမျိုးစိခိုးတာငါမရောက်နိုင်ဖြစ်မိတယ်တတော်အောင့်ဩစရာကောင်းတယ်ဆရာတော်ရဲ့စကားဆုံးမှာတရားလူရွာသားများကပါဆရာတော်စကားကိုဝင်ရောက်ထောက်ခံတယ် ဟုတ်တယ်။ဆရာတော်ပြောတာမှန်တယ်။အခုပဲကျွန်တော်ဒီကုအလာမှာထမင်းခုံမရောက်ခဲ့မှာဖုန်ကြီးဥတမမြင်းချောက်စင်တော့ကိုကျွန်တော်မျက်စိနဲ့တက်မြင်ခဲ့တာ။အခုဒီမှာကျွန်တော်တို့မူတော်တွေ့ရတော့ဘာတွေဖြစ်မှန်းတော့မသိတော့ပါဘူး။ဥတမကလည်းပြန်လွန်တာတော်မှလူတွေကိုယူလွတ်သွားသေးတယ်။အေးဟာသူ့ဖုန်ကြီးယူလို့မြန်ဒိုးရဲခေါ်လို့မြန်ဒိုးရဲခေါ်သူကပြန်ပြီးယူလို့လာမသိပါဘူး။ဝိုင်းကူလောက်ကင်ပေးနေကြတော့ချက်ကြမိမအုပ်စုတို့မှာ သူ့အုပ်စုနဲ့သူတိတိုးဆဖြစ်ဖုန်ကြီးဥဒ္ဓမကျောင်းကိုပြောဆိုတယ်။ထို့စင်မှာခလေးတတိုက်ဖုန်ကြီးဥဒ္ဓမကျောင်းနေကဖြစ်သွားရင်နဲ့ညင်ညင်ညံ့အောင်ဆိုသွားတယ်။ခလေးတတိုက်ပြေလှရင်တက္ကတကအောဆိုတောင်းကြလိုက်ရတဲ့ကျောင်းထဲရှိရွှေသူရွှေသားများမှာကောင်းထောင်ကြည့်ပြီးတော့ထုဆသားကိုလည်းပါရွတ်ဆိုတယ်။တယောက်မျက်နှာတယောက်ကြည့်ပြီးတော့အံ့ဩနေကြတယ်။ဌာနအုပ်ကမရားနှစ်ယောက်ကံကဆောက်ဖုန်ကြီးကစိတ်နောက်နောက်နှစ်ရက်ခန့်ကြာတဲ့အခါမှာ ်ဟွာဖလာတော့မြက်ကန်ရှိကံပါမြန်ပြွကြပြီးအိမ်သုံးလေးလုံးခန့်ပြည့်စည်သွားတယ်။ခြွာလူများကောက်မှုကြောင့်လူတွေပြောင်းမရှိဘူး။ထားခါမှာဖုန်ကြီးကျွတ်တင်ပြတ်ဆုတ်ခဲ့ပုံတွေကိုပြန်လဲတရိယသွားကြမိတယ်။ဒီလိုနဲ့ဖုန်ကြီးရဲ့စပနာကိုခုနှစ်ရက်ထားပြီးတဲ့နောက်တကြိုတယ်။တကြိုရမှာလဲဖုန်ကြီးမှကြားခဲ့တဲ့အတိုင်းဆောက်ရခဲ့ခြင်းမဟုတ်ဘူး။ဖုန်ကြီးမှခဲ့တာကျောင်းတကူကူရှိသည့်ကိုဖြစ်နိုင်ကြောင်းကိုအာလုံကသုံးသပ်ပြီးထို့အကြောင်းကိုသိရန်အတွက်ဆန့်ကျင်ဘက်လောက်ကြတယ် ဖုန်ကြီးကသူပြန်လွန်ခဲ့ပါလေပိုက်မခွဲရမှာခဲ့တီကိုပိုက်ခွဲတယ်ပြီးတော့ပိုက်ထဲမှာကလေးစားများကိုအုတ်တုတ်အုံမထိုက်ပြီးရင်မြှောက်ပြီးတော့ချောက်လွန်ကူမိတက်ချုပ်ပြီးတော့အရှုံးများကိုတင်ဆဲတယ်ထူဆန်းနာဖုန်ကြီးရဲ့ပိုက်ခွဲပြီးအထဲမှာကလေးစားများကိုရေအိုးမှထက်ချိန်ပြီးရင်မြှောက်ရမှာရေအိုးမှခြေဆန်တက်နာကို လူအလုံးတွေ့ရပြီးတော့အံ့ဩပနံဖြစ်ကြတယ်။ထို့နေ့မှပဲလှိုင်းမော့တော်တစီတက်မောက်လို့ရွှေမလူများကဲဆဲပေးခဲ့တယ်။ ထောက်ခါမှာလဲမော်တော်မောက်တဲ့ကြောင့်ကိုကြိုးပြခဲ့တဲ့ဖုန်ကြီးကိုတတိယပြီးတော့အံ့ဩကြရပြန်တယ်။တစားတစားဖုန်ကြီးမှာအယူမဖြစ်နိုင်ကြောင်းတဖြည်းဖြည်းသိလာတယ်။နောက်တစ်နေ့မှရွာကိုမိခလေ၃ရောက်လျှောက်လာတယ်။မျက်နှာစိမ့်တွေပဲဖုန်ကြီးချွတ်တယ်မှကြခဲ့လို့လာခဲ့ရကြောင်းပြောကြတယ်။အเจ้าမှာဖုန်ကြီးမပြန်လွန်ခင်ကဖုန်ကြီးထံမှာငွေရှင်းငါထားသူများထံကိုသူပြန်လွန်တော်မူသွားပါကတွားရောက်ပြီးတော့ငွေကြေးတောင်းယူပြီးဖယားတို့စုတက်ဖို့မှကြတဲ့ကြောင်းပဲ။ မိန်ကလေးတောင်ရောက်ပြောတဲ့မိနမရှိသူကိုခယူမင်းမြန်ကြည့်တော့အမှန်တကယ်ပဲဘုန်းကြီးထံမှာငွေများချိယူထားသူများဖြစ်ကြောင်းသိရတယ်။ငွေချိယူထားသူများကလည်းချင်းငွေများကိုပြန်ပေးဖို့သဘောတူကြလို့မိန်ကလေးများကရွတ်တကြီးနဲ့တောင်ချောင်းဆရာတော်တို့ကိုတက်တဲထားပြီးချင်းငွေများကိုလက်ခံပြီးတော့ထိုချင်းငွေများနဲ့ဖျားတဆုတက်ပြီးရန်တောင်းဆိုပြီးတဲ့နောက်ပြန်သွားကြတယ်။ပြီးတော့ဖျားတက်ပြီးပါကရှင်းဆက်ချရန်အမိလာခဲ့ပါမယ်လို့လည်းပြောသွားတယ်။မကြမီး ောင်ချုံစရတော်နဲ့ရသက်ကြီးတို့ဥဆောင်ပြီးမိကလေးတောင်ရောက်ပေးခဲ့တဲ့ငွေများဖြင့်ဖျားတဆုတ်တဲ့တဲ့စေတီတနေစဉ်ကာလတွင်မှဖုန်ကြီးတမမြင်းစည်းလာလေးရှိကြောင်းမြရသူများပြောပြတယ်။ဥတိုးကိုတိုင်တုံးလေးချိန်ခန်းများတွေ့မြင်မှုကြောင့်သိရတယ်။ညအချိန်မှာစေတီတော်နှင့်တဝဲကမြင်ခွတ်တမျောင်းလဲညစစ်လလိုကြားရတယ်။ညမှောင်တာနဲ့ရွှေသူရွှေသားတွေမှအပြင်ကမထွက်ရဘူးအင်းထဲမှာပဲကုန်တယ်။ဒီလိုနဲ့ စီတီတက်ပြီးတော့ထိတော့တင်ရနဲ့ရေစက်ချဖို့ချင်းကြရောက်လာတယ်။ဒါကြောင့်တောင်ကျောင်းဆရာတော်ကြီးနဲ့ရွက်သက်ကြီးတို့တန်ပင်ပြီးထိတော့တင်ပြီးရေစက်ချမဲ့နေ့ကိုသတ်မှတ်တယ်။ထို့သတ်မှတ်သောနေ့ရက်မှာတရားလုံးအုံကျဖြစ်ထိတော့တင်ပွဲကြီးမှာစီကားလွန်းလှတယ်။ထိတော့တင်လှုပ်ပြီးတဲ့နောက်ရေစက်ချဖို့စီစဉ်ကြတယ်။ထို့စီစဉ်ကိုမရောက်ခင်တစိမိတ်ကလေး၃ယောက်ကိုမျှော်နေမိကြတယ်။သို့တော်လည်းရေစက်ချဖို့ပြည်စင်နေတဲ့ထောင်ကိုမိတ်ကလေး၃ယောက်ရောက်မလာခဲ့ဘူး။ တောင်ကျောင်းဆရာတော်ကြီးမှာကျေးဇူးချဖို့အတွက်ရွာသားကြီးကိုကျေးဇူးခောက်ကိုကန်ဖို့ပြောတယ်။ထွက်ရှင်ကြမှာမိန်းကလေး၃ယောက်တို့ကျေးဇူးချမဲ့မတ်တပ်တွင်ကိုရှုပ်တရဝင်လာခဲ့တယ်။မိန်းကလေး၃ယောက်မှာလှပချုံမောပြီးတော့တက်လွင်တပ်ပါသောဝိဆာမြောက်ကိုဝတ်ဆင်ပြီးမှုပြင်းကြက်လှိုင်နေလူတိုင်းငင်းမောကြည့်ရှုရတယ်။ကျေးဇူးချပြီးမှအမျက်ပေးဝေးပြီးတဲ့အခါမှာမန္တပြည့်မှာမြခွတ်တန်ကိုရှုပ်တရကြလို့မန္တပြည့်ကိုလိုက်ကြည့်တော့လဲပါရိတ်ရောင်းမတွေ့ဘူးထို့စင်မှာမိန်းကလေး၃ယောက်နှုတ်ဆက်ပြီးတော့ထပြန်သွားတယ်။ မိန်းကလေးများတောရနာကိုလူအုပ်ကြီးမျက်စိတဆုံလိုက်ကြည့်တယ်။သို့တော့လေမျက်စိတဆုံကြည့်ထင်မှာပဲထိုမျိုးသမီးတို့ရုပ်ရှင်ပြက်ခွက်သွားကြတယ်။ထို့ဖြစ်ဖြစ်ကြောင်းလူတိုင်းလူတိုင်းအော့အော်ပနံဖြစ်ကြံကြရလေတော့တယ်။ဟွာဘလောက်ရွာသားတို့ရဲ့ပြောကြချက်ဖြစ်အမှန်ကိုဝှထူးသွင်းကိုပြန်လည်ရေးဖွက်ထားခြင်းဖြစ်ပါတယ်။ထိုစီဒီမှာယခုတိုင်ဥတ္တမစရီဆိုပြီးဘွဲမိတွင်က၈နှစ်ဆယ်ပဲလို့လည်းသိရပါတော့တယ်။ နာဆင်ပေးခဲ့ကြတဲ့မြို့ဆွေများအလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ထူဆန်းတော်ဖုန်ကြီးဆိုတဲ့ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ်ဇလန်တလေးတွေကိုလည်းမြို့ဆွေများဆလတ်ဆောင်မြောင်းအပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။